ပေးခြင်းနဲ့မဲဆက်ကတော့အိမ်စာမပါရင် ETH ကို လာကိုမလာတဲ့နာဖြစ်ပြီးအိမ်စာမလုပ်ရင်ဘယ်ကောင်ဖြစ်ဖြစ်ဒီလိုနာနာအောက်ခံရမယ်ဆိုတာပါပဲမန်စီးတီးကို အဖက်ဖက်ကနေမရှင်းနိုင်ခဲ့တဲ့လီပါဘူးမန်စီးတီးကိုအချက်ချမ်းပြီးတီးချလိုက်တာ၃ချက်တောင်ချုပ်လိုက်ရတယ်ငိုးမှမန်စီးတီးဒါတော့ကြမ်းလွန်သွားပြီစူပါဆန်တီးရဲ့အကောင်းဆုံးပွဲစဉ်ဖြစ်တဲ့မန်စီးတီးနဲ့ဂျိုးဂျာတို့ရဲ့ပွဲစဉ်က 3-0ဆိုတဲ့ရလနဲ့ပြီးဆုံးသွားခဲ့တာလည်းဖြစ်ပါတယ်။ Man City ကတော့ဂိုးသွင်းချက်နဲ့ Haaland, Saba, Doku, Foden စတဲ့အဓိကကစားသမားတွေပါဝင်လာခဲ့ပြီး4-3-1ဆိုတဲ့ကစားကွင်းနဲ့ပွဲထွက်လာခဲ့တာပါ။တစ်ဖက်ကဖိုးကြနေတဲ့ဂျိုးဂျာကတော့အင်ဇမ်ပပါတဲ့ Salah နဲ့အတူချင်းတိုင်းရင်သာ Sobo Slide တန်းတရာကိုဖိုးကြလေဖလော်ရင်ဝင်းတိုးနဲ့အတူအဲလစ်စတာစတဲ့အဓိကကစားသမားတွေပါဝင်လာခဲ့ပြီး ၄နှစ်၃တက်ဆိုတဲ့ကစားကွင်းနဲ့ပဲပွဲထွက်လာခဲ့တာဖြစ်ပါတယ်ဒီပွဲမှာမန်စီးတီးရောဂျိုးဂျာရောပါ ကစားကွင်းကတူညီနေခဲ့ပြီးကစားပုံချင်းကတော့တော်တော်ကြီးကိုကွာခြားခဲ့တာပါ ပို့ပြီးတော့မြင်သာစေတဲ့အချက်ကတော့စီနီယာကတုံးနဲ့ဂျူနီယာကတုံးမှာစီနီယာကတုံးကပို့ပြီးတော့ပါဝါပြင်းနေဆိုတာပါပဲမန်စီးတီးတို့အနေနဲ့ပွဲစားပြီးဆိုကြတဲ့ကဖိုးကြနေတဲ့ဂျိုးဂျာကိုကစားကွင်းအသာ ထက်အသားတွေနဲ့အလုတ်ရှုပ်စေခဲ့ပြီးပွဲကစားချင်း73မိနစ်မှာတော့မန်စီးတီးတို့ပင်နယ်တီရရှိခဲ့ပါတယ်ဒီတစ်ခါမှာတော့ဟာလန်ရဲ့အဆုံးသက်ကအလုတ်မဖြစ်ခဲ့ပဲဂျိုးဂျာတို့ရဲ့ဂိုးသမားမာမာဒက်ဘီလီကကာကွယ်သွားခဲ့လို့ဂျိုးဂျာတို့စောစောစီစီဖိုးကြမဖြစ်ခဲ့ရတာငိုးမာဂိုးသမားဒါတော့ကောင်းလွန်သွားပြီးပွဲကစားချင်း26မိနစ်မှာတော့နူနေရဲ့ဖန်တီပေးမှုနဲ့အတူယူပါလန်းပြီးဂိုးသွင်းမှာကျန်းတဲ့ဟာလန်းက ပိတ်သွင်းပြီးတော့ဂျိုးဂျာကိုဘိုးဂျာဘဝရောက်အောင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာဂျိုးဂျာတို့ရဲ့ကွင်းလေကဖိုးဂျာဘဝကိုခွေကြဝေကြတဲ့ကိုရောက်နေခဲ့ပြီးဘန်ဒိုက်ဦးဆောင်တဲ့ခံစက်ကလည်းမကျက်လက်ခဲ့တယ်လို့မန်စီးတီးရဲ့တောင်မန်ကစားသမားဒိုကူရဲ့အတိုးအဆိတ်တွေအောက်မှာထိမ့်မနိုင်သိမ့်မရအလံဖြူပြခဲ့ရတာလည်းဖြစ်ပါတယ်။